င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စေကောင်းဆောင်မင်းအွန်လိုင်းကလုံခြုံရေးအရရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲပြီးလှုပ်သွားမယ်လို့ပြောလာပြန်တဲ့အပြင်မြောက်ပိုင်းညီတော်မားမိတ်၃ဘွယ်နဲ့ပူပေါင်းတက်တွေသိမ့်ပိုက်ထားတဲ့လာရှိုးနောင်ချိုးမိုးကုတ်ကြောက်မဲနဲ့တီဘောမျိုးတွေကိုလုံခြုံရေးအရှိန်ဟုန်မြင့်မယ်ဆိုပြီးမင်းအွန်လိုင်းကပြောသွားပြန်တယ်ဆိုပါတယ်လာရှိုမျိုးကလာရှိုလေရင်ခွင်းကို MNDAA နဲ့မဟာမိတ်ပူးပေါင်းတက်တွေသိမ့်ပိုက်ပြီးတဲ့နောက်မှာပဲ အရှိမြောက်တိုင်းစစ်ဌာနချုပ်အေယိတ်တာဒဲမှာမဟာမိတ်တပ်တွေအလုံးရင်းနဲ့ရောက်ရှိနေပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းပစစ်ကောင်းဆောင်မဲအွန်လိုင်းကလုံချိုရဲ့အရာရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲပြီးလှုပ်သွားမယ်လို့ပြောလာပြန်တဲ့အပြင်မြောက်ပိုင်းညီတော်မဟာမိတ်သုံးပွဲနဲ့ပူးပေါင်းတက်တွေတိမ့်ပိုက်ထားတဲ့ လာရှိုးနောင်ချိုးမိုးကုတ်ကြောက်မဲနဲ့တီဘောမျိုးတွေကိုလုံကြုံရေးအရှင်ဟုံမြင့်မယ်ဆိုပြီးမင်းအွန်လိုင်းကကာလုံးအစည်းအဝေးမှာပြောသွားပြန်တယ်လို့သိရပါတယ်ဇူလိုင်လ31ရက်နေ့ဖြစ်တယ်မနေ့ကပဲနေပြီးတော့မှပြုတ်လောက်သွားတဲ့ကာလုံးအစည်းအဝေးမှာအကျန်းဖက်မင်းအွန်လိုင်းကရွေးကောက်ပွဲကိုလုံကြုံရေးအချိန်လေးရလှုပ်လို့ရတဲ့နေရာတွေမှာအပိုင်းလိုက်လှုပ်သွားမယ်ဆိုပြီးပြောသွားပြန်တယ်လို့သိရပါတယ်ဒါအပြင် အခုလက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းကညီနောင်မဟာမိတ်သုံးဘွဲ့နဲ့ပူးပေါင်းတပ်တွေတိမ့်ပိုက်ထားတယ်။လာရှိုးနောင်ချိုးမိုးကုတ်ကြောက်မဲနယ်တီဘောမျိုးတွေကိုလည်းစစ်တပ်ကလုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီးလှုပ်တင်လှုပ်တိုက်ဓာတ်တွေကိုအရှိန်ဟုန်မြင့်လှုပ်သွားမယ်ဆိုပြီးတော့ပါပြောသွားသေးတယ်လို့သိရပါတယ်။အဲ့ဒီလိုအကြံဖက်စေကောင်းဆောင်မင်းအောင်လိုင်က6လတက်တန်းတိုးတဲ့အချိန်တိုင်းရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အကြောင်းနဲ့လုံခြုံရေးအရှိန်မြင့်မယ်ဆိုတာကိုအတွင်တွင်ပြောခဲ့ပြီးမယ်။လက်တွေ့မှာတော့နေမြေတွေတစ်ခုပြီးတစ်ခုသာဆုံးရှုံးလာနေတဲ့အပြင် လက်ရှိညီနောင်မမိတ်သုံးဘွဲ့နဲ့ပူးပေါင်းတက်တွေရဲ့2029ဒုတိယလိုင်းစစ်စင်ရေးမှတင်လာရှိုးနောင်ချိုးမိုးကုတ်မိုးမိတ်နဲ့စင်ကူးမြို့တွေကိုပါမဟာမိတ်ပူးပေါင်းတက်တွေကတက်မှန်သိမ့်ပိုက်ထားပြီးပဲဖြစ်ပါတယ်ခင်ဗျတဆက်ထဲမှာပဲရှမ်းမီနယ်မြောက်ပိုင်းလာရှိုးမြို့ကလာရှိုးလေရင်ကွင်းကို MNDAA နဲ့မဟာမိတ်ပူးပေါင်းတက်တွေသိမ့်ပိုက်ပြီးတဲ့နောက်မှာပဲအရှင်မြောက်တိုင်းစစ်ဌာနချုပ်အေအိတ်တာတဲ့မှာမဟာမိတ်တက်တွေအလုံးရင်နဲ့ရောက်ရှိနေပြီလို့တော်လိုင်းရေးသတင်းရင်းမြစ်နဲ့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရင်ကုန်ခစ်တက်ကိုပြောပါတယ် လက်ရှိလာရှိုးလေစိတ်နဲ့လေရင်ခွင်းကိုတော့ဇလလ30ရက်နေနဲ့31ရက်နေတွေမှာညီတော်မားမေပူပေါင်းတက်တွေကဇက်တိုက်သိမ့်ပိုက်ထားပြီးလေရင်ခွင်းအကျော်ကအားကစားခွင်းတွေကိုပါသိမ့်ပိုက်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီနောက်မနေ့ကညနေပိုင်းမှာပဲလာရှိုးရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းအရေးတာအတွင်းပိုင်းဒဲမှာမြောက်ပိုင်းညီတော်မဟာမိတ်ပူပေါင်းတက်တွေအလုံးရင်းနဲ့ရောက်ရှိနေပြီလို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောထားပါလေမြောက်ပိုင်းမဟာမိတ်သတင်းရင်းမြစ်ကလည်းအရှိန်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းထဲမှာ တော်လန်ရီတက်တွေရောက်နေပြီဖြစ်သလိုအဲ့ဒီရမခဝင်းထဲမှာပဲနောက်ထပ်ကြံနေသေးတဲ့စခန်းငယ်တွေနဲ့ဟိုနေရာဒီနေရာမှာပုံနေကြတဲ့စစ်ကောင်စီတပ်သားတွေကိုမာမိတ်ပူပေါင်းတက်တွေကနေမြေရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေပြီစစ်သားတွေရဲ့မသာလောင်းတွေနဲ့လက်နက်ခဲယမ်းတွေလည်းတောင်းလျှောက်တင်းစီရရှိနေတယ်လို့အသေးစိတ်အခြေအနေကိုတော့တပ်ဆိုင်ရာကနေထုတ်ပြန်လာလိမ့်မယ်လို့မာမိတ်တော်လန်ရီသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့ စလင်းကြီးမြို့နယ်မှာရှိတဲ့ one bomb company မှာတာဝန်ကျနေတဲ့စစ်ကောင်စီလက်အောက်ခံရဲသုံးဦးဟာတနက်တလက်ကိုယူဆောင်လာပြီးတော်လန်ရစ်တပ်တွေစီမှအလင်းဝင်ရောက်လာတယ်လို့ရင်မပင် KPD တရင်16ရက်ကိုစနေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇွန်လ30ရက်နေ့ကပဲစလင်းကြီးမြို့နယ်ကတရုတ် one bomb company မှာတာဝန်ကျနေတဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်သားဝင်းမင်းသူစိမ့်မမောင်နဲ့မင်းခန့်သူဆိုသူတို့တငယ်ချင်း3ဦးဟာလက်နက်တလက်ကိုယူဆောင်လာပြီးရင်မပင် KPD တရင်16စီမှအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။ အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့ရဲတပ်သား၃ဦးကိုတော်လိုင်းတပ်တွေကလက်ခံကြိုးဆိုထားပြီးဂုံပြူစုငွေချီးမြှင့်ဖို့ကိုပါစီစဉ်ထားပါတယ်လို့ရင်းမာပင် KPD ရဲ့တရင်၁၆ရဲ့ကိုစနီကပြောထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့အချမ်းဖတ်စစ်ကောင်စီကနိုင်ငံတော်ရဲ့ဘတ်ဂျက်လွန်ငွေပြနေတဲ့အချိန်မှာပဲတူလောက်ခန်းဝန်ထမ်းတွေနဲ့အငိမ့်စားတွေအားလုံးကိုဒီကနေ့အောက်ဂလတရက်နေ့ကစပြီးလစာ3000စီတိုးမြင့်ပေးလိုက်တဲ့အတွက်တလောက်ကိုငွေကျပ်ဘီလီယံပေါင်း450တတ်တိုးသုံးဆွဲရတော့မှာဖြစ်တယ်လို့သိရပါတယ် မြန်မာနိုင်ငံရဲ့2024-25ဘဏ္ဍာရေးနှစ်အတွက်တင်နိုင်ငံရဲ့ဘတ်ဂျက်လွန်ငွေပြမှုဟာငွေကျပ်ဘီလီယံ1000အထက်မှာရှိနေတဲ့ကြားတယ်။အခုတပီစကောင်စီကဝန်တန်းလာစာ3000စီတိုးမြင့်ပေးလိုက်မှုကြောင့်ဒိုင်းပြည်ရဲ့ဘတ်ဂျက်လွန်ငွေပြမှုဟာတစ်နှစ်ကိုငွေကျပ်ဘီလီယံပေါင်း2000ဝန်းကျင်အထိရောက်သွားပြီလို့စကောင်စီရဲ့စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနစီကနေသိရပါတယ်။လက်ရှိမှာစကောင်စီရဲ့စစ်အသုံးစရိတ်တွေဟာအစမတန်မြင့်တက်နေတယ်လို့နိုင်ငံတော်ရဲ့အသုံးစရိတ်ထက်ကနေအရေးပေါ်ဆိုပြီးသုံးနေတာတွေရော ပြည်ပရင်းနှီးမြုပ်နှံမှုတွေဟာလည်းတကူပြီးတကူထွက်သွားတာတွေရောနေ။နေဆက်ကုံတွေရေတွေအားလုံးဟာလည်းရက်ဆိုင်နေတာတွေကြောင့်ပါ။နိုင်ငံတော်ရဲ့ဘတ်ဂျက်လုံငွေပြတ်မှုဟာမတရားမြင့်တက်နေတဲ့အခြေမှာပဲ။စစ်ကောင်စီရဲ့အခုလိုမစင်မကျင်လောက်ရက်တွေကြောင့်ပြည်တွင်းမှာငွေကြေးဖောင်းပွားမှုတွေနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကြောင့်ပါတိုင်းပြည်ရဲ့ချင်းနေဟာဒစ်တပိုးဆိုးလာဖို့ပဲရှိတော့တယ်လို့ UMSCCI ရဲ့အဖွဲ့ဝင်စီဝိုင်းသမားတဦးကတုံ့တက်ပြောဆိုထားပါသေးတယ်ခင်ဗျ။တစ်ဆက်ထဲမှာပဲ။ ရန်ကုန်မန္တလေးနေပြည်တော်အပအဝင်နိုင်ငံတော်မှာ73ဇီတွေပြက်လက်နေပြီဒီကနေ့မနက်အစောပိုင်းမှာပဲစံကယ်တွေကားတွေဟာစီရဖို့အတွက်73ဇီဆိုင်တွေမှာကြိတ်ကြိတ်တိုးတန်းစီနေရပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဒီကနေ့ဩဂုတ်လ1ရက်နေ့မနက်ပိုင်းမှာပဲရန်ကုန်မြို့မှာ73ဇီပြက်လက်မှုဟာမနေ့ကတည်းအခြေအနေပိုဆိုးလာပြီ92 95မရတဲ့ဆိုင်တွေကအတော်များလာတယ်လို့တချို့ဆိုင်တွေဆိုနေ့လေလောက်မှဖွင့်မယ်လို့ပြောတာတွေပါရှိတဲ့အပြင်ရတဲ့ဆိုင်တွေမှာတော့ကားတွေတန်းစီနေတာ တတိတဒန်းကြီးပြင်နေပြန်ပြီလို့ရန်ကုန်မြို့နယ်တက္ကစီရင်မောင်းတဦးကပြောထားပါတယ်။အလားတူနေပြည်တော်မှာလည်း73စီရဖို့အတွက်မနေ့ညနေကတည်းကကားတွေတန်းစီနေကြတဲ့အဖြစ်ဟာအခုဒီကနေ့ဩဂလတရက်နေ့မနက်ပိုင်းမှာလည်းတန်းစီနေတဲ့ကားတန်းတွေဟာတော်တော်ဝဲဝဲအထိကိုတန်းစီနေရပြန်ပြီ။တချို့73စီဆိုင်တွေမှာလည်းအကန့်အသတ်နဲ့သာရောက်လာတွေလည်းရှိနေတယ်လို့နေပြည်တော်မှာနေတဲ့ပြည်သူတဦးကပြောထားပါသေးတယ်။တစ်ဖက်ကမန္တလေးမြို့မှာလည်းဒီကနေ့မနက်ပိုင်းမှာ73စီပြက်လက်မှုဟာမနေ့ကတည်းကအခြေအနေပိုဆိုးလာနေပြီ။ စီရဖို့တက်စီနေကြတဲ့ကားတွေဆိုင်ကယ်တွေသုံးမိန်တွေဟာကြိတ်ကြိတ်တိုးနေရတဲ့အခြေအနေရောက်နေပြီစီတွေကိုလည်းဆိုင်တွေကအကန့်အသတ်နဲ့သာရောက်လာတွေလည်းများလာတော့အပြင်ဆိုင်လေးတွေမှာဆိုင်ကယ်စီဖြစ်ရတာတောင်တက်စီနေရတဲ့လူမန္တလေးမြို့နေပြည်သူတို့ကပြောထားပါတယ်စေကောင်စီရဲ့73စီလုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့စီပြက်လက်မှုမရှိဘဲတီလဝစိတ်ကမ်းမှာရေကြီးရေရှမ်းဖြစ်နေလို့နှောင်နေနေတာဖြစ်တဲ့ဆိုပြီးထုတ်ပြန်ထားပေမဲ့တပတ်က73စီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကတော့ လက်ရှိဒေါ်လာဈေးတွေမြင့်တက်နေတဲ့အချိန်မှာပဲစကောင်စီဗဟိုဘဏ်ကဒေါ်လာမရောင်းပေးတဲ့အပြင်အနေဈေးနဲ့ပါရောင်းခိုင်းနေတယ်လို့လုပ်ငန်းရှင်တွေကပြင်ပဒေါ်လာပေါက်ဈေးနဲ့73ဈေးတွေကိုဝယ်ယူတင်သွင်းနေရတဲ့အတွက်ရှုံးပြင်းရှုံးတဲ့အခြေအနေတွေဖြစ်လာတော့စတုံးစီတင်သွင်းမှုတွေရော့ကျလာနေတာဖြစ်တယ်လို့လဲစီကုံတဲ့တွေကပြောထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီကနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ